မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစစ်ကောင်စီစခန်း၉ခုကိုတိုက်ခိုက်မှုစစ်တပ်ဘက်က19သေသွားပြီးရဲအုပ်တအုပ်အပါအဝင်၃ဦးကိုအရှင်ဖမ်းဆီးရရှိပါတယ် LND အစိုးရနဲ့လွှတ်တော်ကဥရီနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်နဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့တဲ့အတွက် လက်ရှိအခြေအနေကိုဆက်ရောက်ခဲ့ရတယ်လို့အကြမ်းဖက်မဲအောင်လန်ကပြောပြတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းညောင်လေးပင်ကြောက်တကာဖြူးမြုံနယ်တွင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေအခြေချတပ်ဆွဲထားတဲ့စခန်း၉ခုကို တော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၁၉ထေသွားပြီး ရဲအုပ်တအုပ်အပါဝင်၃ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ထမ်းကတရားဝင်သတင်းထုတ်ပြန်ထားပါဗျ။ဇွန်လ25ရက်နေ့မနေ့အစောပိုင်းက စစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲတကယ်မို့တွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်19ဦးထက်မနည်းဟာသေသွားတာဖြစ်ပြီးအများအပြားထိခိုက်ဒဏ်ရာရှိကာရဲအုပ်တို့အပါအဝင်စစ်တုံပန်း3ဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါဗျ။လက်နက်ကြီးလက်နက်ငယ်အစုံ16လက်နဲ့ခဲယမ်းတွေစစ်သုံးပစ္စည်းအမြောင်များကိုလည်းသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါဗျ။တိုက်ခိုက်မှုအတွင်းမှာတော်လင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ ရဲဘော်တအူးဟာကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တိုင်းစစ်ဌာနပဲခူးကပဲခူးတိုင်းအတွင်းစစ်စင်ရေးတွေကိုတိုးမြင့်ဆောင်ရွက်နေတာကြောင့်ပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့ NUG ကမြစ်တာရက်ခံထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ NLD အစိုးရနဲ့လွှတ်တော်ကဥရီနဲ့မညင်ညွတ်တယ်ပြောဆိုမှု ပြဋ္ဌာန်းချက်နဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့တဲ့အတွက်လက်ရှိအခြေအနေကိုဆက်ရောက်ခဲ့ရတယ်လို့အာနာလူအကျန်းဖက်စစ်ခေါင်းဆောင်မေအောင်လိုင်းကပြောဆိုပြန်ပါတယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ညင်ချမ်းရေးဖိုရမ်မှာအကျန်းဖက်စစ်ခေါင်းဆောင်မေအောင်လိုင်းကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကာပြည်လုံးကျွတ်ဆန္ဒခံယူဝဲပြုလုပ်ပြီး2011ခုနှစ်မှာဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းနဲ့ကူးပြောင်းပေးခဲ့ပြီး စစ်တပ်ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးခဲ့တယ်လို့လည်းမေအောင်လိုင်ကဆိုထားပါဗျ။ပထမဒီမိုကရေစီအစိုးရသိမ်းစင်တက်တန်းမှာလည်းစိန်ခေါ်မှုတွေရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NLD အစိုးရလက်ထက်မှာစစ်ဘက်အရက်ဖက်ဆက်ဆံရေးကိုတိုးမြင့်နိုင်ရေးကြိုးပမ်းခဲ့ရလို့လည်းမေအောင်လိုင်ကပြောပါဗျ။ဒါပေမဲ့ NLD အစိုးရနဲ့လွှတ်တော်ကဥရီနဲ့မငြင်ညွတ်တဲ့ပြောဆိုမှု ပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာကိုလှုပ်ဆောင်ခဲ့တဲ့အတွက်လက်ရှိအခြေအနေထိဆက်ရောက်လာရတာဖြစ်တယ်လို့လည်းမေးအောင်လင်ကဆိုပါရတယ်။အာနာသိန်းကာဇာကတော့2020ရွေးကောက်ပွဲမှာမဲမတမာမှုရှိလို့စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာနာရယူခဲ့တာလို့မေးအောင်လင်ကပြောဆိုခဲ့ပေမဲ့လည်းအခုတော့အရက်ပဲစစ်ပဲဆက်ဆက်ရေးအစမပြေလို့ NLD အစိုးရနဲ့လွတ်တော်ရဲ့လှုပ်ဆောင်ချက်တွေက ဥပဒေနဲ့မညီလို့လက်ရှိအခြေအနေဖြစ်နေတာလို့လည်းအကျန်းဖက်မင်းအောင်လှိုင်ရဲ့နှုတ်ထွက်ပြောစကားတွေဟာရှေ့နောက်မညီပဲ အခုလိုပြောဆိုလာတာကိုလည်းတွေ့ရပါရဲ့ရှင်ကရင်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါကရင်ပြည်နယ်မြရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ထီးကပ်ပလဲစစ်ကန်းကနေထွက်ပြေးသွားတဲ့တရင်မှုအဆင့်ဒုဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးဟာ လက်နက်တွေနဲ့အတူထိုင်းနိုင်ငံဘက်ကိုရောက်ရှိသွားပြီးထိုင်းအာဏာပိုင်တွေကခေါ်ယူထိန်းသိမ်းထားတယ်လို့ထိုင်းမြန်မာနယ်စပ်စေတရင်မြစ်ကပြောပါရယ်ဇွန်လ22ရက်နေ့ကမွန်လွယ်3:45မိနစ်အချိန်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီတပ်ရဲ့ထိကပ်ပလဲစခန်းကိုသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီးအဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတာလည်းဖြစ်ပါတယ်။အဲလိုထွက်ပြေးသွားတဲ့စစ်သားတွေကိုတော်လန်တပ်တွေကလိုက်လံဖမ်းဆီးနေမြေရှင်းလင်းရမှာတော့ စစ်သား၄ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့ပြီးမြဲလေထီးကပ်ပလဲစခန်းကတရင်မူဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်အရာရှိ၄ဦးအရာရှိအရာခံအကြက်23ဦးနဲ့တပ်သား15ဦးစုစုပေါင်း42ဦးတို့ဟာလက်လက်36လက်နဲ့တူ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးရောက်ရှိသွားတာလည်းဖြစ်ပါတယ်။အဲဒီလိုမှထီးကပ်ပလဲစခန်းသိမ်းတိုက်ပွဲမှာ60မမ3လက် ငကြင်းမီးနှစ်လက်လက်လက်ငယ်ဆနှစ်လက်လက်လက်ကြီးခရမ်းတွေကိုရရှိထားသလိုစခန်းတွင်းကစစ်သားအလောင်း6လောင်းကိုလည်းသိမ်းဆဲရရှိထားရလို့လည်းသိရပါပါတယ်ရှင်ပဲခူးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်နဲ့လေဗရန်မြို့နယ်အဆက်ကိုရောက်ရှိနေတဲ့အကျန်းဖက်စစ်တပ်ကလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ဟာပြင်းထန်ဒဏ်ရာရှိသလို ပြည်သူ38ဦးကိုလည်းလူသားတိုင်းဖြစ်ပြစ်ခတ်ဖမ်းဆီးထားရလို့ဒေတာအတွင်းစီးရဲသတင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်။ဇွန်လ20ရက်နေ့ကနေစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုရောက်ရှိလာတဲ့အကြမ်းဖက်တပ်သားတွေကဓာတ်ဆီဘုံးတွေကိုယူဆောင်လာက တောင်ပြက်ရွာရွေးကုန်းရွာဥရိုကျွဲလန်းစုရွာစားချောင်းရွာစတဲ့ရွာတွေအပါဝင်ကျေးရွာ၁၁ရွာကိုဇက်တိုင်မီးရှို့ဖျက်ဆီးနေရလို့လည်းသိရပါဗါးဒါအပြင်မင်းလာမြို့နယ်နဲ့လေဗရန်မြို့နယ်အဆက်ကနေလည်းလက်လက်ကြီးနဲ့ပြစ်ခတ်တဲ့အတွက်စမ်းပုတ်ရွာက ကိုရီကဲဖွာလေးကွင်းမြောက်စုရွာကကိုအောအာကြီးနဲ့တားဖြစ်သူ ကိုဖီဖိုးမင်းတို့ပြင်းထန်ထန်ရရှိခဲ့သလိုငဆန်းလာရွာက ပြည်သူဆလဲဦးငပြောတော့ရွာကပြည်သူဆက်တဲ့ဦး တောင်ပေါ်စုရွာကပြည်သူတို့ကငင်ပင်ဆန်းရွာကအမျိုးသမီး၁၀ဦးအပါအဝင်စုစုပေါင်းပြည်သူ38ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားတယ်လို့ဒေတာတွင်းစီရေးသတင်းမြစ်ကပြောပါရတယ်။အဲဒီလိုအကြက်ပဲစစ်တပ်ကရွာမီးရှို့တာတွေဖမ်းဆီးတာတွေလုပ်နေတာကြောင့်ရွာပေါင်း40ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်းသိရပါရရှင်။ တနင်္သာရီတိုင်းအသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတိုင်းဘေးမြို့နယ်ဘက်ကနေအမတ36တရင်ကိုတက်လာတယ်။စစ်ကားတစီးကိုတက်ခတ်ရမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ဘိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဘိတ်က တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ24ရက်နေ့မွန်လွယ်နေ့လောက်ကဘေးမြို့ဘက်ကနေအမတ36တရင်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကားတစ်စီးကိုရန်ဘူကျေးရွာနဲ့ကန်းတိုရွာအကြားကဘာနေအရောက်မှာတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲ့လိုတက်ခိုက်မှုတွင်းမှာအကြမ်းဖက်တပ်သားတွေထိခိုက်သေးဆုံးမှုရှိပြီးအရေးအတွက်အတိအကျကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါရယ်အဲ့တက်ခိုက်မှုကိုဘိုခင်းတပ်ဖွဲ့ဘိတ်ပကဖာနဲ့ပကဖာ ဘာဇုံ3တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကင်းနေပြည်ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီတပ်ကလင်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာပြည်သူ9ဦးထက်မနည်းဟာတစ်ဆုံးခဲ့ရပြီးအများပြားလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ဇွန်လ25ရက်နေ့မနေ့7နိုင်ခန့်က ဖားဆောင်မြို့နယ်မော်ချီဒေသတောင်ပေါ်ရွာမှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲရမှာခဲတပ်တို့တူပေါ်ရေလုပ်ငန်းခွင်နဲ့ကုံစုံဆိုင်ဒီဇိုင်းပေါ်ကိုဘုံတွေကြရောက်ပောက်ကွဲသွားခဲ့ပြီးပြည်သူခုနှုံးဟာတေဆုံးခဲ့ကအများပြားလဲထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားရာကိုဘုံမကျဲပဲပြည်သူလူထုတွေနေထိုင်ရာစစ်ဘေးရှောင်စခန်းတွေလုပ်ငန်းခွင်တွေဖုံးကြီးချောင်းတွေ စာတင်ကြောင်းတွေကိုပြစ်မှတ်ထားကလေကြောင်းကနေဘုံကျဲတက်ခိုက်တာ။ KNDI ပြည်နယ်ဘက်ကိုစစ်ကောင်စီလေတပ်ကနေ Jet Fighter ဝိုင်းတွဲလေယာဉ်တွေနဲ့ကင်းထောက်ပြန်တန်းနေတာတို့ကိုလွတ်ဆောင်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းရန်ကာကွယ်ဆန်ရနီလန်တွေသတိပေးချက်တွေကို လိုက်နာ ပေးကြဖို့တော်လှန်အင်အားစုတွေကတိုက်တွန်းထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရကျေးဇူးတင်ပါတယ်ရှင်။ချစ်ပါများပါ။